ေးဖို့မှာ monetization အောင်လာပြီးသားပေးတခုမှာကျွန်တော်စနစ်တကျပို့တင်တဲ့နေလန်ကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖုန်းနဲ့ပို့တင်မှာဖြစ်တဲ့အတွက်ကျွန်တော်တွေက browser တွေကနေသွားပြီးတော့တင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ UU app ကနေပြီးတော့တင်နေဆိုလို့ရှိရင်ကျွန်တော်တို့ template တွေထည့်မြောက်ဘူးအဲစက်ဒီပိုင်းကအားနေတယ်ပေါ့နော်စနစ်တကျတင်ဖို့ဆိုလို့ချင်း browser ကနေသွားပြီးတော့ဖုန်းမှာဆိုလို့ချင်းတင်ပေးရပါတယ်။ဒါကြောင့်ကျွန်တော်ကတော့ Google Chrome နဲ့ကိုဝင်လိုက်ပါမ Google Chrome ကိုဝင်ယူပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ပိတ်ခွင်ထားတဲ့ admin ရဲ့ account ကိုထည့်ပြရမှာဖြစ်ပါတယ်။ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ကဒီမှာ password လေးထည့်ပြလိုက်ပါမယ်။ပြီးရင်တော့ login ဝင်လိုက်ပါမယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ admin account ကတော့ browser မှာဝင်လိုက်ပြီဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့တွေကဒီမှာ အခုလိုမျိုး desktop site မဖြစ်နေဘူးဆိုလို့ရှိရင်ဒီအဆက်လေး30ကိုသွားပါသွားပြီးသွားပြီဆိုလို့ရှိရင်တော့ desktop site လေးမှာအမှန်ကြီးချစ်ပေးတာပါအဲ့တော့ကျွန်တော်ကတော့အမှန်ကြီးချစ်ထားပြီးသားဖြစ်တဲ့အတွက်ထပ်ပြီးတော့ချစ်ပေးကြမှာတော့ပါဘူးပြီးရင်တော့ကိုယ့်ရဲ့ page ကိုကျွန်တော်ဝင်ပါမယ်ကိုယ့်ရဲ့ page ကိုဝင်ဖို့အတွက်ကျွန်တော်တို့ဒီ profile နေရာလေးကိုတစ်ချက်နှိပ်ပေးပါမယ် profile နေရာလေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာကိုယ့်ရဲ့ page ကိုဝင်လိုက်ပါမယ်ကိုယ့်ရဲ့ page တွေကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်က page ရဲ့ profile ကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ business suit ကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါအဲ့တော့ meta business suit ရဲ့ကိုကျွန်တော်တို့နှိပ်ပြီးဝင်လိုက်ပြီဖြစ်ပါတယ်เนาะနှိပ်ပြီးဝင်လိုက်ပြီဖြစ်ပါတယ် အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ page meta business ဆိုတဲ့ကိုရောက်နေပြီဖြစ်ပါတယ်เนาะ business ဆိုတဲ့ကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအခုလိုမျိုး luck လေးနဲ့ပေါ့เนาะအဲအမြင်နည်းနည်းလေးကျွန်တော်တို့ဒီကျဲသွားအောင်ပေါ့เนาะအမြင်နည်းနည်းလေးကျွန်တော်တို့ကျဲသွားအောင်ချင်းချင်းလေးလေးကြည့်လို့ရအောင်ဇာလုံးလေးတွေသေးတာဖြစ်တဲ့အတွက် luck လေးနဲ့ကိုလိုအပ်သလိုလေးပေါ့เนาะ zoom လေးကိုချဲ့ပြီးတော့တင်ပေါ့เนาะအဲ့ဒီမှာကျွန်တော်တို့က create post ဆိုတာကိုကျွန်တော်နှိပ်ပါမယ် အမ် app photo နဲ့ app video ဆိုတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့က app photo ဆိုတာ video ဆိုတာကိုနှိပ်ပေးပါ app video ကိုနှိပ်ပေးပါဆိုလို့ရှိရင်တော့ကျွန်တော်တို့က app for desktop ဆိုတာကြည့်ပါတယ် account ဆက်နှိပ်ပေးပါ app for desktop ဆိုတာကိုနှိပ်ပေးပါဆိုလို့ရှိရင်တော့ကျွန်တော်တို့က video လေးကိုအရင်ထည့်လိုက်ပါမယ်ပြီးရင်တော့ dance ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာ ကျွန်တို့ဒီနေရာလေးမှာ test stretching ကိုရေးပေးပါမယ်အဲ့တော့ကျွန်တော်ဒီမှာကောင်းစင်လေးထည့်ပေးပါဦးနော်ဗီဒီယိုကောင်းစင်ထည့်ပေးမယ်အဲဗီဒီယိုတစ်ပုဒ်မှာဗီဒီယိုပေါက်တယ်မပေါက်ဘူးဆိုတာကျွန်တော်ဒီကောင်းစင်ပိုင်းကလည်းအရင်အရေးကြီးပါတယ်ဒါကြောင့်မလို့ကောင်းစင်ကိုထိထိမိမိထည့်ပေးရပါမယ်အဲ့တော့ကျွန်တို့ရေးထားတဲ့ဒီကောင်းစင်လေးကိုကျွန်တို့က coffee ယူလိုက်ပါ coffee ယူပြီဆိုလို့ရှိရင်ကျွန်တို့ကဒီမှာပြန်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်နော် coffee ယူပါ coffee ယူပြီဆိုလို့ရှိရင် ီဒီယိုတိုင်တယ်မှာထပ်ပြီးတော့ထည့်ပေးပါဗီဒီယိုတိုင်တယ်မှာထည့်ပေးပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာမြင်ခွင့်လေးကိုနည်းနည်းလေးရှုံလိုက်ပါရှုံပြီးပါပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ as language ပေါ့နော် as language မှာကျွန်တော်တို့က thai language ကိုထည့်ပေးပါမယ် okay ကျွန်တော်ဘာကြောင့် thai language ထည့်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့က ိုင်းမှာနေတာဖြစ်တဲ့အတွက်ထိုင်းလန်ဂွေကိုထည့်ပြလိုက်တာဖြစ်ပါတယ်နော်ထိုင်းလန်ဂွေကိုထည့်ပြလိုက်ပါအဲ့တော့တခြားနိုင်ငံမှာကိုစင်ကာပူမှာနေတယ်ဆိုလည်းစင်ကာပူလန်ဂွေပေါ့ဗောနော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေကအင်္ဂလိပ်လန်ဂွေပေါ့နော်အဲ့လိုမျိုးလန်ဂွေကိုထည့်ပြလိုက်ပါထည့်ပြပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသမ်လေးထည့်ပါမယ်အဲ thumb လေးကလည်းအရန်ကိုအရေးကြီးပါတယ်ဗီဒီယိုတစ်ပုဒ်မှာဗီဒီယို view များအောင်ဆိုလို့ရှိရင် thumb လေးကျွန်တော်တို့ချဲ့ပေးရတယ် ဟိုထည့်လိုက်တဲ့ဆွဲလိုက်တဲ့တံပလီရလည်းဆွဲဆောင်မှုရှိတဲ့တံပလီမျိုးဖြစ်ရတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီကဒီမှာအလော့ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ အလော့ဆိုတာကိုနှိပ်ပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်ခုနကဒေါင်းထားတဲ့တံပလီကိုဆက်လက်ပေးမယ်ပြီးရင်တော့ dance ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တက်ပေါ့เนาะအဲတက်ချက်ကျင်တယ်ဆိုလို့ရှိရင်ဒီမှာတက်ကိုထည့်ပြီးပါ အာပြန်ပတ်ချရတယ်ပေါ့နော်အာတတ်ထည့်ရဆိုတာလည်းကျွန်တော်တို့ကဟိုဒီဗီဒီယိုနဲ့ပတ်သက်တဲ့စကားလုံးတွေထည့်ပေးလို့ရတယ် keyword တွေပေါ့နော်အဲ့လိုမျိုးတွေ test ဟိုထည့်ပေးလို့ရတယ်ပေါ့နော်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကအပေါ်ဘက်ကိုဆွဲတင်လိုက်ပါ sorry အဲ့တော့ဒီနေရာမှာ ကျွန်တော်တို့ next ကိုစက်ပြီးတော့နှိပ်ပေးပါ okay နော် ပြီးပါပြီဆိုလို့ချင်းကျွန်တော်တို့ကဒီနေရာမှာဘာမှမပြင်ဘူး။ तू ကပြင်မယ်ဆိုလို့ချင်းဒီမှာသချင်းတွေချိန်တာတို့ဗီဒီယိုတွေပြန်ပြီးတော့ဖြတ်ထားတာပေါ့နော်။အဲ့လိုမျိုးလေးတွေပြန်လုပ်တဲ့နေရာပေါ့နော်။ဗီဒီယို update ပြန်လုပ်တဲ့နေရာ။အဲ့တော့ဒီနေရာကိုကျွန်တော်ကြော်သွားမယ်။ကျွန်တော်တို့က update လုပ်ခဲ့ပြီးပြီဖြစ်တဲ့အတွက်သချင်းတွေပါတွေထပ်ပြီးတော့ထည့်စရာမလိုဘူး။ထည့်လည်းမထည့်ဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီ next နဲ့ဆက်ပြီးတော့သွားပြီးပါမယ်။ okay เนาะဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ playlist ပေါ့နော် playlist ကိုကျွန်တော်ဖွင့်ပေးလိုက်ပါအဲ့ playlist select ကျွန်တော်ပေါ့နော်အဲ့ဒီ select playlist ကိုကျွန်တော်တစ်ချက်နှိပ်ပါမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ Facebook အင်ကန်ကိုကျွန်တော်ယူလိုက်ပါတယ်နော်ကျောက်ဒီနေရာမှာဖြစ်ပါတယ်เนาะဒီမှာဒီကောင်လေးဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဒီစတီကိုထပ်ပြီးတော့ဖွင့်ပေးရမှာဖြစ်ပါတယ်เนาะအဲစတီလေးကိုနှိပ်ပါမယ် စက်တီကိုနှိပ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီကောင်လေးကိုအွန်လိုက်ပါမယ်နော်ဒီဟာလေးကိုအွန်လိုက်မယ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲ auto caption ပေါ့နော် auto caption ကို generate လုပ်ပါပေါ့နော်ကျွန်တော်တို့ပြောတဲ့စကားတွေကိုဘာသာပြန်ဖို့အတွက်ဘာသာပြန်ပေးအောင်ဒီမှာအဲ auto generate caption ဆိုတာလေးကိုကျွန်တော်ဖွင့်ပေးမယ်ပြီးရင်တော့ကျွန်တော်က save ဆိုတာလေးလုပ်လိုက်မယ်နော် save ဆိုတာကိုလော်ဘီပါပြီဆိုလို့ရှိရင်အပေါ်ဘက်ကိုဆွဲတင်လိုက်ပါ အပေါ်ဘက်ကိုဆက်တင်ယူပါဆိုလို့ရှိရင်ဒီအောက်မှာရှိတဲ့ဖွင့်ရမယ်နှစ်ချက်ပေါ့နော်အဲအဲ့ဒါလေးကိုကျွန်တော်ဖွင့်ပေးလိုက်ပါပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာဒီမှာ public ပေါ့နော် public မှာထားတာပါ public မှာထားပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာ share ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ

post တယ်လို့ပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးကြတဲ့တို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာတွေကိုသိကျင်လဲဆိုတာ comment လေးမှာရေးပေးခဲ့ပါခင်ဗျာ